ကွာရာဘက်ကိုတည်ကြခဲ့တဲ့ပွဲစဉ်ကနေကျွန်တော်စိတ်ပြက်မိတဲ့ကစားသမားတချို့မင်္ဂလာပါဗျာကိုခန့် ace Chelsea TV ကနေအပြောင်းကျွန်တော်များအားလုံးကိုကြိုဆိုပါရစေ။အဲကျွန်တော် Chelsea 90ဖြစ်စီရှုံးသည်ဖြစ်စီတည်ကြသည်ဖြစ်စီစိတ်ထဲမှာဘဝင်မကြတဲ့ကစားသမားတချို့ပြောင်းလဲဖို့လိုအပ်နေတဲ့ကစားသမားတချို့နဲ့ပတ်သက်ပြီးသုံးသပ်ဆွေးနွေးမယ်လို့ပြောမှုတယ်။ဆိုတော့ဒီဗီဒီယိုကတော့ကျွန်တော်နိုင်ဟိုနိုင်ရမယ့်ပွဲဗျာ။ဒါမဲ့မရှုံးတာကန်ကောင်းဆိုတဲ့အခြေအနေမျိုးကတော့လုံးဝမဖြစ်သင့်ဘူးပေါ့နော်။အဲ့တော့ဒီပွဲတွေမှာကျွန်တော်စိတ်ပြက်မိတဲ့နည်းနည်းလေးပြောကျင်ဆိုကျင်တဲ့ကစားသမားတွေနဲ့ပတ်သက်ပြီးဆွေးနွေးကြပါတယ်အဲ့တော့ပထမဆုံးတစ်ယောက်ကလာဗီယာ လာဗီယာသည်ခြေသွမ်းတော်တော်ကောင်းတဲ့ကစားသမားပါမန်စီးတီးလူငယ်အကယ်ဒမီကထွက်ပြီးတော့ဒါဂျိုးရှိရိုကိုယ်တိုင် recommend ပေးပြီးတော့ခေါ်ခဲ့တဲ့ကစားသမားတယောက်ဒါမဲ့ဗျာဘလောက်ပဲကောင်းကောင်းအားနေရနေဒန်ရနေတော့အဲ့ဒီကစားသမားဘာလုပ်လို့ရမှာတော့ချယ်သီးတင်တာဝန်ရှိတဲ့သူတွေကိုလည်းအပြစ်တော့သွားပြောလို့မရတော့ဘူး။သူအဲ့လိုဒဏ်ရာပြဿနာတွေအများနဲ့ရမှန်မှမသိလို့ခေါ်ခဲ့တာပေါ့နော်။အခုခေါ်လိုက်တဲ့အချိန်မှာပူဆိုးနေတယ်။အများတန်းကိုဒဏ်ရာရတာ ဒီပွဲဆိုရင်လည်းလာဗီယာကိုအားကိုးမယ်မကြံသေးဘူး၈မိနစ်တည်းကထွက်သွားတယ်ဒီပေါင်ကြွက်တာဒဏ်ရသွားလားမသိဘူးအဲ့တော့ဒီကစားသမားကိုဘယ်အချိန်ဘယ်ကာလမှာကျွန်တော်ရဲ့သုံးရမှာလဲစရောက်ကလေးကအင်ပြေအားပြေနဲ့တောက်လျှောက်ပွဲစဉ်เนาะ၁၀ပွဲဆက်သုံးခဲ့ရတဲ့အချိန်ဒီအခိုက်အတန့်မျိုးမရှိသေးဘူး၁၀ပွဲဆက်တော့မဟုတ်ပါဘူးလင်းကားပွဲတောင်ဆက်ရလားမသိဘူးကျွန်တော်ကတော့မထင်တော့ဘူးနောက်ဆုံးဗျာ Reese Jane တောင်မှနည်းနည်းလေးဘောလုံးပြန်ကစားလာနိုင်နေပြီ တဖြည်းဖြည်းချင်းဒီပေါ့အဲအင်ပြအပြနဲ့ကစားလာနိုင်မလို့ကျွန်တော်ထင်တယ်လောလောဆယ်ကတော့ပွဲလေးတွေကိုချိန်သုံးနေရတာပေါ့အဲ့လို level အနေထားမျိုးကိုလဗီယာမရဘူးအဲ့ level ရနာသွားခြင်းကလည်းကျွန်တော်တော်တော်လေးစိတ်ပြက်စေတယ်အားကိုးမဲ့ကြံငါရှိသည်ထပ်နာပြန်ပြီအဲ့တော့မကစားပါနဲ့တော့နော်ကျွန်တော်နောက်ထပ်တစ်ယောက်ကတော့ Tari George ပေါ့အဲ့တော့ George ကိုတော့ကျွန်တော်အရင်အပြစ်တော့မပြောလို့ဘူးဒါပေမဲ့လည်းဟို ပွဲတော်ခွင့်ပေးရင်တော့ပေးတဲ့အလျောက်နည်းနည်းလေးတော့ကြိုးစားသင့်တယ်ဗျဒီကောင်လေး goal lack ရှိရကျွန်တော်လိုက်ခံတယ်နောက်ဆုံးများအသေးအံရောင်းဖို့ပြောနေတာမဟုတ်ဘူးမရောင်းမဲအရင်ကစားသမားအဖြစ်တုံးမယ်ဆိုရင်တော့တုံးလို့ရတယ်ကေမင်း domestic ကတည်းကဝင်ကန်ဒါမှမဟုတ်လေ goal လို့နေတဲ့အချိန်လူစားဝင်ဘာညာသူက goal lack ရှိတာဟုတ်ဒီနေ့ဘွဲရလဲကစားပုံအရင်တော့မစိုးဘူးသူစီမှာဘလုံးရှိနေတဲ့အချိန်ကစားပေါက်လေး မှန်တယ်သူပထမဆုံးတလုံးလားမသိဘူးအဲပေးလိုက်သေးတယ်ကန်နန်နဲ့ချော်သွားလို့ထပါဒါပေမဲ့ပွဲတော်ခွင့်ပေးတာနဲ့တန်အောင်လုံလောက်တဲ့ကြိုးစားအထောက်အမှုမျိုးကျွန်တော်မတွေ့ရအောင်လူငယ်လေးဗျာဘောလုံးရှိရှိမရှိရှိ လိုက်ကြိုးစားရုံးကန်ပြီးတော့အာတုံခွန်ဆိုင်ဆော့ပါလုံးဒီမရူဝကေးဆိုင်ကြီးခိုးနေတဲ့ပုံစံကိုကျွန်တော်မကြိုက်ဘူးအဲ့ဘောင်းမီယူအောက်ကိုချပြီးတော့လမ်းလျှောက်နေတာကြီးอ่ะ မဟုတ်ဘူးလေအခုမှ chart date လေးလေဒီတက်ပို့ပြီးတော့တိုးတက်အောင်လှုပ်ဆောင်အောင်ပါလေအများကြီးရှိသေးတယ်လေဆိုတော့ချက်သီးလိုအသင်းမျိုးမှာဒီလိုကစားသမားတွေဒီလိုပုံစံမျိုးနဲ့ site ပြနေတာကတော့မဖြစ်သင့်ဘူးလို့ကျွန်တော်ထင်တယ်ဗျအဲ့တော့ Thari George ကိုပွဲတော်ခွင်လုံးဝမပေးသင့်ပါဘူးခင်ဗျနောက်တစ်တရားကတော့ကျွန်တော် Andre Santos ပေါ့နော် Santos ကလည်းဒီကောင် Santos လားလို့မေးယူရမယ့်ပုံမျိုးပြီးခဲ့တဲ့ဘောလုံးရသည် Strike Box မှာတော်တော်ကောင်းတဲ့ကစားသမားဗျာ ဒါပေမဲ့ဒီပွဲစဉ်ကျတော့ Henry Santos ကဟဘာကြီးမှမမသိတာဟာဘလုံးကစားတဲ့ပုံစံကလည်းဟိုယော့တီယော်ရဲနဲ့ဘလုံးပေးတဲ့ပုံစံတွေရောဗျာအမြင်မောတွေပဲပေးပေးလောင်းပတ်တွေပဲပေးပေးလူနေတာကြီးပဲဒါကြီးရဲ့ Chelsea ရဲ့ဟို level အဆင့်တန်းမှာရှေ့မနေဘူးလို့တော့ကျွန်တော်ယူဆတယ်အဲ့ဒါကြောင့် Henry Santos နေနဲ့ရှေ့ရှောက်ဒီထက်ပို့ပြီးတော့ကောင်းကောင်းမွန်မွန်ကစားအောင်စားရမယ်မကောင်းရင်တော့ ျွန်တော်မြင်ရတော့မာရက်ကလည်းအရင်သူ့ကိုတန်ရောစင်နေရှိမနေဘူးကြိုက်မနေဘူးချောင်းထုတ်ဆိုရင်လည်းထုတ်မဲ့အကွက်မျိုးပဲစော့သန်းမှာ strap box မှာဒီလောက်ကောင်းခဲ့တဲ့ကစားသမားဗျာကျွန်တော်တို့အများကြီးမျောလင့်ထားတာတိုးတော့တကယ်ကစားတဲ့အခါကျတော့အားကိုးလို့လည်းမရအောင် okay ကျွန်တော်နောက်ထပ်တယောက် robert sanchez robert sanchez ကတူတူပဲ jokinson နဲ့တူတူပဲဒီနေ့ဘွဲမှာဆိုလေဟိုတောင်ကန်မြောက်ကန်အလုံးကြီးရှိတယ်ဘယ်လိုမျိုးလဲဆိုတော့ဂိုးသမားတယောက်ရောဗျာ ဘောပလီမီယာဗိမဲ့ယူရချက်လေးတော့ရှိတယ်ဟာယူရချက်မရှိဘူးကြောက်နေဘောလုံးလာနဲ့ကန်ထုတ်နေကန်တဲ့တင်ကကွာရာဘတ်နော်ဟိုရောဘတ်ဆန်ချက်ဖီလီယော့ကစ်ဘသူပဲဖြစ်ဖြစ်ကျွန်တော်တို့မှာပြောစရာစကားတွေကအလုံးထတ်တူကြနေတယ်ကျွန်တော်နောက်ထပ်စိတ်ပြည့်မိတဲ့ကစားသမားတူစင်အာရယာဘီယိုယိုအဲ့တော့တူစင်အနေနဲ့ပြပါပြီအတက်ကလည်းဒါ30နာကတ်နေပြီကျွန်တော်တို့အလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ခဲ့ရတယ်ဆိုတော့ နောက်လာမဲ့ဘောလုံးရာသီမှာပြောင်းရွှေ့ခြေနည်းနည်းရရင်လည်းရောင်းလိုက်ပေါ့သူကဟိုအန်ကယ်တူစင်ဘာညာဦးစီးဦးဆောင်မှုရှိတာတပိုင်းဘောလုံးကစားတဲ့အချိန်မှာတော့အဲ့လောက်ထိမညံဖြင်းတင်ဘူးဘာလုံးလုံးချင်နေမှမသိတာလေးကန်ထိုင်မှိုင်းပြီးတော့တူစင်အာရယာဘီယိုဒီချယ်ဆီ level မျိုးမှာရှိမနေပါဘူးနောက်တစ်ယောက်ဂျော်ရိုဟာတိုဒါတော့ဒီနေ့ပွဲစဉ်မှာကျွန်တော်စိတ်အပြည့်ဆုံးကစားသမားကျွန်တော်နဲ့အတူတူပဲဟာတိုကိုစိတ်မပြတ်တဲ့ချယ်ဆီပရိသတ်ဆိုတာမရှိဘူးတခါမားတယ်ကျွန်တော်နောက်ထပ်တခါမားတယ် ရတယ်နားလဲပေးလိုက်နောက်ဆုံးတော့တခါမှားရုံနဲ့မကအောင်လက်ကြီးပါထိတော့ပနတီပေးလိုက်ရအောင်ဟောအဲ့လိုကစားသမားမျိုးကိုကျွန်တော်တို့ရှစ်လျှောက်ဘလို့ယုံကြည်ရမလဲစူးစမ်းတဲ့မှာဒီကောင်လေးတွေကလည်းခြေသွမ်းခြေစားကောင်းနေရှိရတာနဲ့ဘာတွေဖြစ်တော်မှန်းကိုမသိဘူး ထားပါဒါတော့ကျွန်တော်ဒီပွဲနဲ့ပတ်သက်ပြီးသဘောမကျမိတဲ့ကစားသမားတွေသဘောကျမိတဲ့ကစားသမားတွေလည်းရှိတယ်အဲ့ကစားသမားတွေကိုအနေငယ်ဆက်လက်ဆွေးနွေးကြတယ်ဟုတ်ကဲ့မဆွေးနွေးခင်မှာလက်စားရမိတ်ဆက်ပေးကြတာအခုဗီဒီယိုလေးကိုကုညီပတ်မှုထားတဲ့စီနီယာတော့ချက်စီမှာမောင်96 IMAC ကိုရှိကို9ဒလုံးမစ်တို့ကိုမမတဲ့ unit ဖြစ်အပူစုရေးတွေနဲ့ယုံကြည်သွားကစားနိုင်တယ်အသေးသေးသိကြတယ်ဆိုရင်တော့ပပနမတ်39 893 380ဆက်သွယ်ဆုံးသက်မေးမြန်းလို့ရတယ်โอเคကျွန်တော်ဒီနေ့သဘောကျမိတဲ့ကစားသမား2ယောက်ရှိတယ် ပထမတစ်ယောက်ကတော့လူသားဝင်လာတဲ့ဘွန်နာနိုတီကျွန်တော်ကတော့ယာဒီကိုဝင်အကောင်လေးအပြက်ခေါ်နေခြင်းနဲ့ဘွန်နာနိုတီကန်သွင်းချက်တလုံးဝင်မလို့ဖြစ်သွားသေးတယ်ဒါအပြင်ဘွန်နာနိုတီရဲ့ vision ဘိုင်းလေးတော်တော်ကောင်းတယ်အန်သူဖာနက်ဒက်စ်နဲ့ချိတ်ဆက်ပုံလေးပဲဖြစ်ဖြစ်ကွင်းလေကနေထိုးပေါက်တဲ့ပုံစံမျိုးလေးပဲဖြစ်ဖြစ်ပါနဲ့တယ်ဗျာ ဒီလိုပွဲမျိုးတွေကတောင်ပံတွေကနေသွားလို့မရအောင်ဆိုတော့သူကောင်းတော့နားလေသဘောပေါက်တယ်အဲ့တို့ကြောင့်အလေအနေပဲဝင်တိုးတဲ့ပုံစံလေးကြီးတွေသူက sense လေးတစ်ခုရှိရဆိုတော့ကျွန်တော်ကောင်းတော့မြင်နေရတယ် brighton ဈေးတက်တက်တာနဲ့ရောင်းပေးရင်တော့ bonanno di လေးကခေါ်ဥထားတင်တယ်ဗျအကြိုက်ဆုံးကစားသမားလေးကတော့ stevon ပေါ့အဲ့ဒီနေ့ပွဲစဉ်မှာ stevon ရဲ့လုံအောင်ကျွမ်းကျင်မှုဘိုင်းတွေကဘာမှအပြစ်ပြောစရာမလိုဘူးစကီးတွေလည်းအများကြီးပြသွားခဲ့တယ် အကျိုးသားအထုံးမှုလည်းရှိတယ်စကီရောကျိုးသားအထုံးမှုရော ပေါင်းလိုက်တဲ့အခါကျတော့ဘယ်ဘက်နောက်ခင်ကစားသမားတွေအတော်လေးအာရုံနောက်ခဲ့တယ်ပေါ့နော်စတီဗောင်ဒီထက်ပို့ပြီးတော့ကောင်းလာရင်တည်ငြိမ်လာရင်ကျွန်တော်တို့အများကြီးမျှော်လင့်လို့ရတဲ့ကစားသမားဖြစ်ပါတယ်ကဲကျွန်တော်ညီကိုတွေရောဟိုကိုကြိုက်တဲ့ကစားသမားမကြိုက်တဲ့ကစားသမားတွေရှိရလားခင်ဗျာကွန်မန့်ထဲမှာဝင်ရောက်ဆွေးနွေးပြီးသွားကြပါအောင်ခင်ဗျာ